ိမုတ်ဗိမုတ်စလို့ပြရတော့ရှင်းနေတော့ရှိပြီပေါ့ပထမစကြောင်းတော့မြောင်းရသေးဘူးလူလဲရတော့မသိသေးဘူးပေါ့နောက်ပိုင်းကျမှနည်းနည်းလေးဗိမုတ်ကောင်းတယ်ပေါ့ရတာလည်းရှိတယ်ပေါ့ထောပတ်နဲ့လေးလည်းမိုးတယ်ကိမုတ်လေးစားရတော့ပဲပေါ့ဗိမုတ်ကကိမုတ်တော့မစားကျင်တော့ဗိမုတ်ပဲကိမုတ်တဲ့ပူကောင်းတယ်ပေါ့အဲ့လိုမျိုးလေးတော့ပြောပြောကြရပေါ့နော်စံသစ်ဆိုလို့ရှိရင်မုတ်နည်းနည်းပြော့တယ်စံဟောင်းဆိုရင်တော့ပူကောင်းတာပေါ့အဲ့လိုမျိုးလေးတော့နည်းနည်းပေါ်ဟားချက်ရှိသွားတာပေါ့ ဘိမုတ်ဘိမုတ်စားလို့ပြရတော့ရှင်းနေတော့ရှိပေါ့ပူပြီးရောင်းကောင်းလာတော့ဟိုကတော့ပါပေါ့လေးငါးနှစ်လောက်တော့ရှိပေါ့ပထမစားရောင်းတော့မြောင်းရသူလူလဲတော့မသိသေးဘူးပေါ့နောက်ပိုင်းကျမှနည်းနည်းလေးစားတဲ့လူတွေပေါ်မှာဘိမုတ်ကောင်းတယ်ပေါ့ကြားတာလည်းရှိတယ်ပေါ့ထောပတ်နဲ့လေးလည်းပိုးတယ်ဘူပြင်းပြေရောရဆိုတော့ကနည်းနည်းပေါ့အစာပလာတွေလည်းပို့ထည့်တယ်ပြီးတော့ရတာလည်းပို့ပေါင်းအောင်ရင်းအပ်ထည့်ပို့လောက်လာပါတော့ အားကြောင့်လို့ပါထောပတ်ဆိုလည်းနည်းနည်းအကောင်းသားအကောင်းဆုံးလေးခြင်ပေးထားပါဘိုးလေးဆိုပြန်လာစားတယ်တော့ကိမုတ်လေးစားရတော့ပဲပေါ့ဘိမုတ်ကကိမုတ်ကိမုတ်တော့မစားကျင်တော့ဘိမုတ်ပဲကိမုတ်တဲ့ပူကောင်းတယ်ပေါ့အဲ့လိုမျိုးလေးတော့ပြောပြောကြရပေါ့နော်ဘိမုတ်တစ်ခုမှကအပေါ်လောကတော့အရေးကြီးဆုံးပဲပေါ့ဆန်အဆပြီးတော့ထမြက်တွေရောဟိုပါပေါ့မဟုတ်ဆက်တာတွေရောပေါ့နော်အပေါ်လောကအရေးကြီးဆုံးပါပဲ ိုတော့အဓိကထားတယ်။ဆန်မကောင်းရင်မုတ်ကမကောင်းတော့ဘူးလေ။အဲဆန်ကတော့နည်းနည်းတော့အရေးကြီးတာပေါ့။ဆန်သိဆိုလို့ရှိရင်မုတ်နည်းနည်းပြော့တယ်။ဆန်ဟောင်းဆိုရင်တော့ပိုကောင်းတာပေါ့။အဲ့လိုမျိုးလေးတော့နည်းနည်းကွာဟားချက်ရှိသွားတာပေါ့။အတွေ့အကြုံကတော့ပထမတော့ဆက်ဆက်လုံလုံကကြတော့မုတ်ကမလုတ်တတ်ခင်တော့ကြတော့မီးအောင်မီးတွေအများကြီးထည့်ပြီးတော့လုတ်တော့မဲတာပေါ့။နောက်ပိုင်းကျနည်းနည်းမီးချိန်စားတက်သွားတော့နည်းနည်းတော့လုတ်တတ်သွားတာပေါ့။ လိုပြင်သွားမလဲရရတာတော့ပူကောင်းအောင်လုပ်မယ်ဟိုပေါ့ဒါလေးနဲ့ပဲအောင်မြင်ချင်တာပေါ့ပြောရမယ်ဆိုရင်ရတာလေးမခိုးပဲနဲ့ဒီဒီဒီတိုင်းလေးပဲပေါ့နော်အဲ့လိုမျိုးလေးပဲကြွားချင်တာပေါ့ဆိုင်ရတာတိုးချက်ဝါဖို့လို့ရှိတယ်နည်းနည်းပေါ့လောက်ကတော့လောက်ရမှာပေါ့တိုးချက်ဝါဖို့ဒီမနက်ညာသေးထောပတ်ပေးမို့ဟိုပေါ့ ဈေးကြီးလမ်းပေါ့ဒီမလိုက်ခေါ်ဘက်ဘေးမို့ဆိုတော့နည်းနည်းဒီဘက်ရအောင်လားဝက်စားကြည့်ကြပါဦးလို့နော်ဒီထက်ဟိုရတာလေးလည်းကောင်းအောင်လုပ်ပေးထားပါတယ်ပေါ့နော်စားသုံးမှုတွေအတွက်လည်းပိုပေါင်းစေရမယ်ပေါ့ကိတ်မုတ်လေးကိတ်မုတ်လေးတိုင်းမယ်ပေါ့ရေစွတ်တင်ပါတယ်